င်ကိုင်းတစ်ခုကဘက်ရှိသိန်းနေနာခံလဲရတဲ့အမျိုးသမီးတဦးကကိုကိုကိုထိခိုက်အောင်လုပ်ပြီးအဆုံးစီရင်ပို့ချမဲ့ခဲ့တာကြောင့်အချိန်မီကတင်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခုထိုင်းနိုင်ငံပစ်တရားမြို့မှာဖြစ်ပွားခဲ့ရလို့သိရပါတယ်။အဲ့လိုလုံဆောင်ခဲ့တဲ့သူဟာအသက်35နှစ်အရွယ်စီးပွားရေးလုပ်ငန်းရှင်မျိုးသမီးတဦးဖြစ်ပြီးလေဘေးဝမ်ပိုင်းနဲ့လက်ကဝတ်တွေမှာတရားရရှိထားတယ်လို့ကယ်ဆယ်ရေးသမားတွေကတွေ့ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကျော်လုံးကအွန်လိုင်းဝင်လင်ကိုင်းတစ်ခုကရဲရောင်ဆောင်ပြီးအဆိုပါမျိုးသမီးကိုပြစ်ဒဏ်စာနဲ့ဆိုင်တဲ့ဥပဒေတစ်ခုကိုချိုးဖောက်ထားတယ်လို့ဖုန်းနဲ့ဆက်သွယ်ပြီးချင်းချောက်ပြီးငွေလင်းခဲ့တာလည်းဖြစ် တယ်လို့သူမနဲ့ရင်းနေတဲ့သူတွေကရဲတပ်ဖွဲ့ကိုပြောကြခဲ့ပါတယ်။ငွေလိန်ကိုင်းကတောက်ခဲနဲ့ဘက်ရှိသိန်းကိုအဆိုပါမျိုးသမီးကကိုပိုင်ငွေကြေးအပြင်ချင်းကားပြီးပြည့်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာလိန်နေခင်ရတမ်းမန်တီသွားတာကြောင့်အဆိုပါမျိုးသမီးဟာရဲတပ်ဖွဲ့တဲတိုက်ကြခဲ့ပေမဲ့လက်ရှိချိန်ထိတရားခံမမီသေးသလိုချင်းကားဟာတဲ့ငွေကြေးတွေကိုပေးဆက်ဖို့အခက်အခဲဖြစ်နေတာကြောင့်အခုလိုလှုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်ရှင်။